ကပ္ပောချန်ခန်းကြီးစကုနဲ့ထိုနောက်အာဘရန်ဒီအသက်99နှစ်ရှိသောအခါသာရဖျားသည် အာဘရန်အားထင်ရှားတော်မူ၍ငါသည် အနန္တတကူရှင်ဘုရားသခင်ဖြစ်၏ငါရှိမှတွာလာ၍ဆုံးလင်ခြင်းရှိလောငါ၏ပဋိညင်ကိုတင်နှင့်ငါပြုမည်တင့်ကိုငါလိုများပြားစေမည်ဟု မိန့်တော်မူ၏အာဘရန်ဒီလည်းပြုတ်ဝှက်လျင်ဘုရားသခင်က ငါပြုသောပဒိငင်သည်တင်၌ရှိ၏တင်သည်လူမျိုးအများတို့၏အဘဖြစ်လိမ့်မည်နောက်တစ်ဖန်တင်၏အမိကိုအာဗြဟံဟုမခေါ်ရတင်၏အမိကိုအာဗြဟံဟုခေါ်ရ၏အကြောင်းမူကားနာသည်တင်ကိုငါစွာသောလူအမျိုးတို့၏အဘအရာ၌ခန့်ထားပြီငါသည်တင်ကိုအလွန်ပွားများစေမည်တင်အားဖြင့်လူအမျိုးမျိုးတို့ကိုဖြစ်စေမည် တင်းဤအမျိုးຫນွယ်၌လည်းရှင်ပီရင်ဖြည့်ရကြလိမ့်မည်။ငါသည်တင်းဤဖျားတင်းနောက်၌တင်းအမျိုးຫນွယ်ဤဖျားဖြစ်မည်ဟုတင်းနှင့်တင်းဤအမျိုးຫນွယ်အစဉ်အဆက်တို့၌ငါပတိညင်ကိုထာဝရပတိညင်ဖြစ်စေမည်။တင်းသည်ယခုဧည့်သည်ဖြစ်၍နေတော်ပြည်သည်ဟုသောခါနံပြည်တလျှောက်လုံးကိုတင်းအား၎င်းတင်းနောက်၌တင်းဤအမျိုးຫນွယ်အား၎င်းအစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ဖျားလဲငါဖြစ်မည်ဟုမိန်မွတ်တော်မူ၏တပံဖျားသခင်က သူဖြစ်၍တင်းနှင့်တကွာတင်းနောက်၌တင်းဤအမျိုးနွယ်အစဉ်ဆက်တို့သည်ငါ၏ပဒိမြင်ကိုစောင့်ရှောက်ရကြမည်တင်းနှင့်တကွာတင်းနောက်၌တင်းဤအမျိုးနွယ်သည်ငါရှိမှစောင့်ရှောက်ရသောငါ၏ပဒိမြင်ဟုမူကားတင်းတို့တွင်တားရောက်ကြတိုင်းအေးပြားလိမင်္ဂလာကို ခံရမည် အရေပြားလိမင်္ဂလာတိငါနှင်းတင်တို့ပြုသောပဒင်းဤလက္ခဏာသက်သည်ဖြေရလိမ့်မည်။တင်တို့အမျိုးစဉ်ဆက်တို့၌တားယောက်ချားတိုင်းကိုယ်အိမ်၌ဖာသောသူဖြစ်စေကိုယ်အမျိုးမဟုတ်တပါးမျိုးသား၌ငွေနှင်းဝယ်သောသူဖြစ်စေအသက်ရှိရမြောက်လင်အရေပြားလိမင်္ဂလာကိုခံရမည်။ကိုယ်အိမ်၌ဖာသောသူကိုယ်ငွေနှင်းဝယ်သောသူသည်အရေပြားလိမင်္ဂလာကိုခံရမည်။ ငါပရိငင်လဲတင်တို့ဤအသား၌သာဝရပရိငင်ဖြစ်လိမ့်မည်အေပြားမလီအေပြားလီမင်္ဂလာကို မခံတော့သားယောက်ျားကို သူဤအမျိုးမှပယ်ရှင်ရ၏ထိုသူသည်ငါပရိငင်ကိုဖျက်လိပြီဟုအာဗြဟံအားမိန့်တော်မူ၏တပံဘုရားသခင်ကသင်ဤမယားစာရဲမှုကစာရဲဟုသောအမည်ဖြင့်မခေါ်ရစာရာဟုသောအမည်ဖြင့်ခေါ်ရ၏ သူကိုငါကောင်းချီးပေး၍သူအားဖြင့်လည်းတင်အားသားကိုပေးမိအကယ်စင်စစ်သူကိုကောင်းချီးပေး၍သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်သူ၏အမျိုးနွယ်၌လည်းအပြည့်ပြည့်သော ရှင်ဘုရင်ဖြစ်ကြလိမ့်မည်ဟုအာဗြဟံအားမိန့်တော်မူ၏ထိုအခါအာဗြဟံသည် ပြောဝုလျက်အသက်တရာရှိသောသူသည်သားကိုရလိမ့်မည်လောအသက်90ရှိသောဆာရာသည်သားကိုဖွားလိမ့်မည်လောဟုယေလျက် စင်လုံးထဲမှာအောင်းမေးပြီလင်အရှိမေလာတီရှေ့တော်၌အသက်ရှင်ပါစေတော်ဟုဘုရားသခင်ကိုရှောက်တော်အခါဘုရားသခင်ကတင်ဤမယားစာရာတီတင်အားသားကိုဖွာလိုက်မည်ထိုသားကိုလည်းဤဆက်အမိဖြင့်မဲရမည်သူ၌၎င်းသူနောက်မှသူဤအမျိုးနွယ်၌၎င်းငါဤပဋိငင်ကိုသာဝရပဋိငင်ဖြစ်စေမည်။ရှင်မေလာအမှု၌က သင်ဤစကားကိုငါနားထောင်၏သူကိုငါကောင်းချီးပေး၏သူအနယ်ကိုတိုးပွားစေ၍သူကိုအလုံးများပြားစေမည်သူသည်မင်းသား12ပါးတို့၏အဘာဖြစ်လိမ့်မည်ခြေတော်လူမျိုးဖြစ်စေခြင်းကလည်းငါပြုမည်သို့တော်လည်းနောက်နှစ်ချင်းချက်သောအချိန်တွင်ဆာရာသည်တင်အားဖွာလက်တန်သောတာဤဆက်၌ငါဤပဋိညာဉ်ကိုငါတီစီမိဟုမိန့်တော်မူပြီးလင်မမိန့်တော်မူတဲ့ငြိမ်း၍ ဘုရားသခင်သည်အာဗြဟံထံမှတကြားတော်မူ၏အာဗြဟံဒီလေတာဣရှိမီလာမဆာ၍ကိုယ်၏၌ဖွာသောသူအပေါင်းကိုငွေနှင့်ဝယ်သောသူအပေါင်းကြီးဟုသောအာဗြဟံအိမ်နှင့်ဆိုင်သောယောက်ျားအပေါင်းတို့ကိုယူ၍ဘုရားသခင်မိန်တော်မူသည့်အတိုင်းတနည်းချင်းတွင်အယေဖျားလိမင်္ဂလာကိုပေးလေ၏အာဗြဟံဒီကိုတိုင်အယေဖျားလိမင်္ဂလာကိုခံသောအခါအသက်99နှစ်ရှိ၏ တာအီရှိမီလာသည် အေးဖျားလေးမင်္ဂလာကို ခံသောအခါအသက်33နှစ်ရှိ၏တနေ့ချင်းတွင်အာဗြဟံနှင့်တာအီရှိမီလာသည်အေးဖျားလေးမင်္ဂလာကိုခံလေ၏သူ၏အိမ်၌ပါသောသူတပားမျိုးသား၌သူ၏မွေနှင့်ဝယ်သောသူ သူ၏အိမ်နှင့်ဆိုင်သောယောက်ျားပေါင်းတို့သည် သူနှင့်အတူအေးဖျားလေးမင်္ဂလာကို ခံကြလေ၏